ကျွန်တော်ရှေ့ဆက်ပြီးတော့ကျွန်တော်ဆရာဆိုးနေဦးစီကျွန်တော်တွားခြင်းနေပေါ့နော်အဲ့တော့ဆရာအနေနဲ့အခုဒီငလျင်ပြီးတဲ့နောက်ပိုင်းမှာပေါ့နော်ထူးခြားတာတခုကဘာတွေ့လာလဲဆိုလို့ရှိရင်စစ်ကောင်စီကဒီနီးပညာတွေမျိုးမျိုးသုံးပြီးတော့ပေါ့နော်ဟိုငလျင်တန်းကုညီးလုံရန်နေသူ data တွေပို့ပြီးစုနိုင်သွားတာလဲပါမယ်ပေါ့နော်ဟိုတလောလုံးကပဲဆိုလို့ရှိရင် monthly ဘတ်မှာ အဲသူတို့လူတွေအများကြီးဖမ်းတာတွေလှုပ်လာတယ်။နောက်ဒီနီးပညာကိုအသုံးပြုပြီးတော့မှဒီစောင့်ကြည့်တာတွေလည်းလှုပ်လာတယ်။စောင့်ကြည့်တာနဲ့တဆက်တဆက်ထဲမှာပဲစစ်ကောင်စီကနီးပညာအားကောင်းလာလေလေအမုန်းစကားဖြန့်တာလူထုကြားထဲမှာ သွေးကွဲမှုတွေပိုပြီးတော့ဖြစ်လာအောင် လောက်တာဒီเนาะသူတို့ထောက်ခံတဲ့လူတွေရာနေတုံးပြီးတော့မှဒီအမုန်းစကားဖြန့်ဖြန့်ချီတာကြီးလဲသူတို့တော်တော်လေးလှုပ်လာတယ်ပေါ့เนาะနောက်ဘာသာရေးပြဿနာတွေဖြစ်အောင်ဥတည်ပြီးတော့မှအဲပြန်ပြီးတော့တိဆောက်ဖို့ကြိုးစားတယ်ဘာသာရေးဆောက်ဦးတွေကိုတိမ့်ဖို့ကြိုးစားတာတွေမိနေရာတိမ့်တာတွေဒါကြီးလဲလှုပ်လာတယ်ပေါ့เนาะအဲဒီလိုမျိုးသွေးခွဲမှုတွေဟိုစစ်ကောင်စီကလှုပ်လာတယ်လို့ဒီလိုမျိုးလှုပ်လာတဲ့အချိန်မှာလဲဒီဒီစစ်ကောင်စီရဲ့မဟာယာဒီစစ်ကောင်စီရဲ့ဒီထောင်ချောက်တွေကိုမမြင်ဘဲနဲ့တာမန် ီတူတွေပဲဖြစ်ဖြစ်တချို့ဒီဘာသာရေးခေါင်းဆောင်တွေရောဖြစ်ဖြစ်ကလည်းရောပြီးတော့ဒီနောက်ကိုပါသွားမိတာတွေလည်းရှိနိုင်တယ်เนาะဒါတွေနဲ့ပတ်သက်ပြီးတော့ဆရာဘယ်လိုမျိုးဖြစ်ပျက်တွေဖြစ်ပျက်နေတာဟုတ်တွေ့မိလဲဒါတွေကိုကာကွယ်ဖို့အတွက်ကျွန်တော်တို့ဘယ်လိုလှုပ်ဆောင်လို့ရနိုင်မလဲပြင်ပြပေးပါဦးသင်းတို့ကကိုယ်အဲ့ဒီအဲဒီနေ့အဒီစီစဉ်မှာပါဝင်တဲ့ဆရာဆရာမတွေအားလုံးနဲ့ဒီအစီအစဉ်ကိုကျွန်တော်တို့ကြည့်ရှုနေတဲ့ပုံစံတွေထောက်လွှင့်တဲ့ပုံစံတွေအားလုံးပေါ်မှာအလုံးရှင်ရဲ့ဘက်ကနေပြီးတော့ အင်းညတရာမူပေါင်းခါညောင်းကြပါစေစက်တီမင်္ဂလာပေါင်းခါညောင်းပြီးအနည်းခက်သိကင်းင်းကြပါစေလို့ဥစွာဆုမွန်မြတ်တာပို့တာပါတော့ဒီငလျင်ကြီးပြီးတဲ့နောက်မှာကျွန်တော်တို့အစိုးရအကောင်းလို့ဆိုကြမယ်ဆိုရင်တော့ခုနဆရာပီတာတင်ပြသွားတဲ့အချက်ကြီးလည်းပါမယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုရင်ကျွန်တော်တို့ငလျင်ကြီးပြီးတဲ့နောက်မှာအစိုးရကအကောင်းဆိုလူတွေကတော့ငလျင်တောင်ခံရတယ်ဆရာနာရှင်ရဲ့ဒုက္ခပြီးတာခံရတယ် တခြားသောအကျက်တဲအခက်အခဲမျိုးစုံကိုလည်းသူတို့ရင်ဆိုင်ဖြေရှင်းနေရတာခါးစင်ခံနေရတယ်။သို့တော့အဲ့ဒီထဲမှာမှကောင်းတဲ့အချက်ကတော့ရှေ့မှာဆရာပီတာပြောသလိုခရိယာတွေကမွတ်စလင်တွေရဲ့ပလီကြီးတွေနားမှာရည်တန့်ဆက်ကြီးတွေတွားလှူတာမျိုးတွေဗုဒ္ဓဘာသာဖုံးတော်ကြီးတွေကပလီတွေမှာတွားပြီးတော့နော်လှူဒန်းတာတွေဒီထက်ကောင်းတာကျွန်တော်တို့ဇကိုင်းမှာဆိုလာလှူတဲ့ပုံပုံတွေဆိုရင်ဒီမွတ်စလင်ပလီဆရာတွေကို သူကလာလှူတဲ့အပြင်ကိုသူရင်ထဲမှာထည့်ပြီးတော့ကိုနွိနွိထွေးထွေးပေါ့နော်ချစ်ချစ်ခင်ခင်သူတို့ဟာလည်းခမားတို့ကလည်းလူဖြစ်တယ်ကျွန်တော်တို့ကလည်းလူဖြစ်တယ်လူလူချင်းဒီလိုနွိထွေးဖို့လိုတယ်ပြီးရင်ငါတို့တိုင်းပြည်မှာငါတို့ဟာငါတို့ပဲရှိတယ်ဆိုတာလေးကိုသူတို့ကလှုပ်ယူစရာမလိုပဲနဲ့တဦးနဲ့တဦးဒီမြစ်တာမျှနေတာလေနောက်တစ်ခုကမွတ်စလင်တွေကဥမာကျွန်တော်တို့မွတ်စလင်တွေကပလီစီယာဆိုရင်ဆရာ ယူဆော့ပေါ့နော်ဆရာယူဆော့ဘူကလေးကဆရာယူဆော့တို့ဆိုရင်လည်းစကိုင်းမှာရှိတဲ့တိလရှင်ကျောင်းနဲ့တခြားတခြားနေရာမှာရှိတဲ့ဘုန်းကြီးကျောင်းတွေကအစာလိုက်ပြီးတော့ကျောင်းနေပြန်လဲတိဆောက်ဖို့လဲလူတယ်လူသားလူတို့ကိုလဲလူတယ်ထိုနည်းတူစွာဗုဒ္ဓဘာသာညီကို မောင်နှမတွေခရိယန်ညီကိုမောင်နှမတွေတခြားတခြားသောဟိန္ဒူတွေပါမယ်ပေါ့နော်ဟိန္ဒူတွေကလည်းပါတယ်ကျွန်တော်တို့ဒီစကိုင်းကိုလာလူတဲ့အဲထဲမှာဆိုဒီလိုကျွန်တော်တို့သဟဆာတာကျွန်တော်ဘလို့မှကျွန်တော်တို့ ဒီ peace conference တွေဒါ interface ခန်းသားတွေ interface အစီအစဉ်တွေသင်တန်းတွေဘလောက်တုံတုံမရနိုင်ပေမဲ့ဒီလိုငလျင်ပေါ်မှာမူတည်ပြီးတော့သဟဇာတာ ဖြစ်သွားတာတွေလည်းရှိတယ်လို့ဒီငလျင်နောက်ဆက်တွဲအနေနဲ့ကောလာဟလတွေဖြန့်လာတာလည်းရှိပါတယ်ဥပမာအနေနဲ့ပြောရမှာဆိုမနေ့ကမှလက်လက်ဆက်ဆက်မင်းသားဆိုတဲ့အကောင့်ကနေပြီးတော့စကိုင်းမင်းလမ်းမှာဘုံပေါက်တယ်ဆိုပြီးတော့သတင်းတစ်ခုဖြန့်မှာအမုန်းဒီသတင်းမှားလည်းဖြစ်တယ်ပြီးရင်အဲ့ဒီမှာဘာထက်ရေတုံးဆိုတော့ သူပလီတဲ့ကနေဘုံကွဲတာပါဆိုပြီးတော့ပါထိုက်ဒါတော့ဒီစကိုင်းဆိုတာသိတဲ့အတိုင်းကလင်းတန်ကိုဒီအကြီးအကျယ်ခံခဲ့ရတာဖြစ်တယ်လို့စစ်ဘေးစစ်တံကိုလည်းနော်2021ခရက်ကဒီနေ့အချိန်ဒီအလို့လဲခံနေရတဲ့နေရာမှာတောင်မှဒီလိုတွေပြောထွက်ကြတယ်ဒီလိုတွေအမုန်းစကားဖြန့်ကြတယ်တကယ်တမ်းကျတော့မနစ်ကစကိုင်းမှာကကျွန်တော်တို့ဒီဘုံကွဲသွားတာလည်းမဟုတ်ဘူးအဲ့ဒီအမုန်းစကားဖြန့်တာအဲ့ဒီကောလာဟလာဖြန့်တာလည်းအမှားဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုစကိုင်းမှာဘာမှမဖြစ်ဘူး ကျွန်တော်ကိုယ်တိုင်စကိုင်းမှာပလီစီယာ73နှစ်လောက်ခဲ့ပါတယ်ဒီနေ့အထိလဲကျွန်တော်ဒီငလင်ကူညီကယ်ဆယ်ရေးမှာစကိုင်းမှာမြေပြင်မှာတွားပြီးတော့ကူညီနေတဲ့သူတွေနဲ့လည်းအချိတ်ဆက်ရတယ်လို့ဒေသခံတွေနဲ့လည်းအချိတ်ဆက်ရှိပါတယ်ဒီသတင်းတွေကလုံးဝမမှန်တဲ့အပြင်တကယ်စကိုင်းမှာဘာဖြစ်သွားတာလို့ဆိုတော့စကိုင်းမှာရှိတဲ့ကတ်တန်းဆိုတဲ့ပလီပိတ်သွားတာနော်စကိုင်းစကိုင်းမှာကတ်တန်းဆိုတဲ့ပလီအဲ့ဒီပလီကဘာဖြစ်လို့ပိတ်ကြတော့ဘာမှမဖြစ်ပါဘူး ဘာပြဿနာမှမရှိဘူးဒီအာနာမသိငင်ကလေးကဒီပလီကိုပိတ်ဖို့ကြိုးစားတယ်ဆိုတော့ဒီနေရာမှာအဲဒီနေရာမှာဟောပေါ့ဟိုဇကညက်အနေနဲ့ပေါ့နော်ဟိုဆရာပီတာရှိမှာကျွန်တော်လည်းကြားရင်လည်းပြောပြပါအောင်ဆိုတော့အဲ့ဒါလေးပြောချင်တာဆာရွက်ဆာကနေဆိုဟုတ်တယ်ကျွန်တော်တို့ဒီဟိုဝတ္တကမြေဖြစ်ကျွန်တော်တို့ဘာပေါ်ဆိုလို့ဆိုရင်တော့ Greenland လို့ခေါ်တာပေါ့နော် Greenland လို့ခေါ်တာအဲ့ဒီ Greenland မပေးဘူးကျွန်တော်တို့ပလီတိုကိုလည်းပေးမထားဘူး ရှောက်လို့လည်းမရပါဘူး။သို့တော့အခုကျမှအဲ့ဒီသူတို့ရှောက်လို့မရတဲ့ဒီမရှိတဲ့ဆာရွက်ဆာရန်းနေရှောက်လို့မရတဲ့ဆာရွက်ဆာရန်းနေကို ကိုအရမတောင်းပြီးတော့ကျွန်တော်တို့ပြဿနာလုပ်တယ်ဒီကြားထဲမှာအဲ့ဒီဂတန်းပလီကဂတန်းပလီက ကျွန်တော်တို့လက်လက်ရှိမှာဆိုရင်ဒီဂတန်းပလီက လက်ရှိမှာဆိုရင် तू ကဆာရွက်ဆာရန်းသူ့စီကိုခေါ်ပြီးတော့ဆာရွက်ဆာရန်းပေးပါ က်ကောင်းပြီးဆာရဆာရန်ဒီအပြည့်ဆုံးသွားပြီးဖြစ်ချင်တော့ဂတ်တန်ပလီကိုဆာရဆာရန်လာတောင်းတဲ့ဒီရဲစခန်းကိုတောင်းမှဂတ်တန်ပလီတကကဒီနိုင်ငံတော်အဆင့်သမရာကြီးကိုယ်တိုင်ကသူရပွဲပေးထားတဲ့ရဲတယောက်ကဒီနေရာကိုလှူထားတာအဲ့ဒီရဲစခန်းရောပလီရောလှူထားတာအဲ့တော့ဆာရဆာရန်ပြည်လုံးတော့ဘာလို့လုံးဆိုတော့နောက်ဆုံး3ရက်အတွင်းနေရာရွှေ့ပြီးပါပြောင်းပြီးပါဒီနေရာကနေပြီးတော့ဖယ်ပြီးပါဆိုပြီးတော့လုပ်တယ်အဲ့တော့ နောက်ဆုံးဒီမှာနေပြည်တော်ထိလိုက်ကြတယ်သိန်း90လောက်ပေးရတယ်သူတို့လည်းတတ်နိုင်တယ်လောက်တက်ဆွဲနိုင်တယ်လောက်လုပ်ကြတယ်မနေ့ကကျတော့အဲ့ဒီသိန်း90လက်ထူးတာလည်းယူတယ်ပြီးတော့အကုန်လုံးနဲ့ဆော်ရဆာရန်လည်းစုံရဲတဲ့နောက်ဆုံးမှာတော့ကျွန်တော်တို့ဘာလို့ခံရရလို့ဆိုတော့မနေ့ကလာပြီးချိတ်ပိတ်သွားပါဆိုတော့တရင်အမှန်ကအဲ့ဒါပါဒီပလီဘိုဇကိုင်းမှာဘုံပေါက်တာမဟုတ်ဘူးကတန်းဆိုတဲ့ပလီကိုလာပြီးတော့အချက်ဖတ်ဆေအာနာရှင်တွေကလာပြီးတော့ပိတ်သွားတာပါချိတ်မှာဟိုဆီယာမလည်းပြောတယ်အဲဆီယာပီတာလည်းပြောတယ် ဒီဘာသာပေါင်းစုံဆိုတဲ့အတန်လေးကြားရတာကောင်းလိုက်တာသဟဇာတာဖြစ်ရေးဆိုတာကောင်းလိုက်တာเนาะပြီးတော့ငိမ့်ကြသွားအခုရှင်တွဲနေထိုင်ရေးဆိုတာကောင်းလိုက်တာပေါ့ဆိုတော့ငိမ့်ကြသွားအခုရှင်တွဲနေထိုင်လေးဆိုတာကအင်မတန်တန်ဖိုးရှိပါတယ်ဆိုတော့အာကျွန်တော်တို့တန်ဖိုးရှိတဲ့အရာတိုင်းဟာဟိုကျွန်တော်တို့ခက်ခက်ခဲခဲเนาะတက်ယူရတာမျိုးတွေရှိတယ်တောင်းယူရတာမျိုးတွေရှိတယ်ခက်ခက်ခဲခဲကြိုးစားရတာပေါ့เนาะ အကုန်လုံးစုပေါင်းပြီးတော့စူးစမ်းมาပဲရတဲ့ကိစ္စမျိုးပေါ့နော်ဆိုတော့ဆရာမတို့ခုနလက်ဖက်လက်ဖက်မြေဆိုတာလေးတတိယတော့ကျွန်တော်တို့ဗမာဆိုမာတော်ရှိတာဟုတ်ဒီလက်ဖက်ကောင်းစားခြင်းတောင်အတက်နေရတယ်ဆိုတဲ့အတိုင်းကျွန်တော်တို့ဒီကျွန်တော်တို့တံမိုးရှိတဲ့အရာတခုကိုလိုချင်ရင်တော့ခက်ခက်ခဲခဲတက်ပြီးတော့မှခက်ခက်ခဲခဲစူးစမ်းပြီးတော့မှယူရတယ်တကယ်မှန်ပါတယ်ဒီဝေါ်ဟာနာတွေကတော့ကျွန်တော်တို့ပေါ်ပေါ်မြတ်မြတ်သုံးကြတယ်နော်ဓမ္မနဲ့အာရမအောင်ဆိုတော့ဒီနေရာမှာလည်း ဟိုခုနကအမုန်းစကားပေါ့နော်ဓမ္မနဲ့အတ္တမလို့ပြောတဲ့အချိန်မှာဓမ္မပတ်တော်သားလို့ကျွန်တော်တို့သတ်မှတ်ထားတဲ့သူတွေကလည်းအမုန်းစကားတွေပြောပါတယ်။ဥပမာဒီနေ့ TikTok social media စာမျက်နှာမှာဆိုရင်ငွေဦးတော်လိုင်းကြီးဆိုတဲ့နာမည်နဲ့ဦးစင်တပါးဒီငွေဦးတော်လိုင်းကြီးစာကလေးကသူ့ကိုယ်သူကငွေဦးတော်လိုင်းကြီးဦးစင်လို့တော့ပြောတယ်။သူဓမ္မပတ်တော်သားဘာသူ့ကိုယ်သူမြဲပြောတယ်ဆရာနာရှင်မုန်းတယ်ပေါ့။သို့တော့ဆရာနာရှင်အလိုကြ ဘယ်လိုပြောတယ်ဆိုပြီးခဲ့တဲ့ရက်တွေကနေပြီးတော့ keyword ကိုသုံးပြီးတော့ဒီစကားလုံးကိုလိုအပ်ချက်အရသုံးတာလုံးဝမသုံးချင်ပါဘူးကလားတွေဟာမြန်မာနိုင်ငံမှာတယောက်မှမရှိတဲ့ကောင်းလေးပဲအကုန်လုံးကအပြတ်တုပ်တယ်ရှင်းလင်းပြရမယ်လို့သူ့ပါဇက်ကနေပြောခဲ့တယ်သူ့နာမည်ကတော့ new dollar ကြီးပုံဆိုတော့ကျွန်တော်တို့ဒီဗုဒ္ဓဓမ္မနဲ့ဆန့်ကျင်ပြီးတော့သင်ဟိုဒီအဲကျွန်တော်ကတော့ဘုန်းကြီးဆိုတာတဲ့ဒါမှမဟုတ်ဆိုရင်တော့သင်္ကန်းဝတ်လို့ပဲသုံးကြပါတယ်ဘာဖြစ်လို့လဲဆိုတော့တကယ်တန်မှုရှိတဲ့ဦးစင်းနေဆရာတော်ကြီးတွေကိုထိကြိုက်လို့ပါ ဒီလိုပုံကို ပုံကြီးလို့ကျွန်တော်ပါဇက်ကနေပြီးတော့မသုံးချင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီဝီရသူတို့လိုပုံကိုတွေဆိုတာကဗုဒ္ဓအရေးကိုကိုပြီးတော့အရေးဒီနေအခက်အခက်ချိုးချိုးလောက်တဲ့ပုံကိုတွေပါ။ဆိုတော့ဒီဦးစင်းကတော့ຫນွေဦးတော်လိုင်းကြီးဆိုတဲ့နာမည်နဲ့တော်လိုင်းကြီးကိုလည်းအရေးကိုတယ်တော်လိုင်းကြီးအခက်ကိုလည်းချိုးတယ်။ဗုဒ္ဓအရေးကိုကိုပြီးတော့ဗုဒ္ဓအခက်ကိုလည်းချိုးပါတယ်။ဆိုတော့ဒီလိုပုံကိုတွေကလည်းတော်လိုင်းကြီးဘတ်ဆိုပြီးတော့ပြောပြီးတော့ဆရာနာရှင်အလိုကြအမုန်းစကားတွေကိုဖြန့်နေကြတာမျိုးတွေလည်းရှိပါတယ်။ဆိုတော့ ကျွန်တော်တို့ဒီအမုန်းစကားကိုဖြန့်တဲ့အချိန်မှာကျွန်တော်တို့တော်တော်များများကာလတွေမှာတွေ့ခဲ့ကြရတာကတော့ဒီစစ်အာဏာရှင်တွေကသူတို့နိုင်ငံရေးအကျပ်အတည်းဖြစ်ရင်ပြဿနာဖြစ်ရင်အမုန်းစကားတွေပြောတာရှိတယ်။အခုဒီပါလက်စတိုင်းနဲ့ကဒီအစ္စရေးနဲ့ပြဿနာဖြစ်တဲ့အချိန်မှာတကယ်တမ်းကျတော့အဲ့ဒီသူတို့နိုင်ငံမှာရှိခဲ့တဲ့သမိုင်းအနေအထားတွေသူတို့ရဲ့ပြဿနာတွေဒီကျွန်တော်တို့ဒီထဲမှာအဲ့ဒီအတွေ့အမြင်တွေကျွန်တော်တို့ယူလာပြီးတော့ပြဿနာလုပ်လို့မရဘူး။ တော့ကျွန်တော်တို့ဒီတရားမျှတမှုဘက်ကနေရက်တည်ရက်တည်မရက်တည်အဲ့ဒီလိုကိစ္စတွေကိုနှုတ်ဆက်နေတာအကုန်လုံးဆိုတော့အဲ့ဒါလေးကိုမူတည်ပြီးအိန္ဒိယပါကစ္စတန်မှာပြဿနာဖြစ်တယ်တကယ်တော့အိန္ဒိယနဲ့ပါကစ္စတန်နဲ့ဖြစ်တာလေဆိုတော့အဲ့ဒီကိစ္စတွေကိုကျွန်တော်တို့ကဘာသာရေးအသွင်ဆောင်ပြီးတော့ဒီ TikTok တွေမှာ Facebook တွေမှာကိုကြိုက်တဲ့ဘက်ကလွတ်လပ်စွာရက်ရက်တည်လို့ရတယ်ရှေ့မှာဆရာတော်ဦးတော်ဦးကြီးမိန့်သွားလက်ခံလို့လည်းရတယ်ဆန့်ကျင်လို့လည်းရတယ်ဒီမိုကရေစီရဲ့ရည်ကြီးမှုကိုက ကျွန်တော်တို့ကလက်ခံတဲ့ကျွန်တော်လက်မခံတဲ့အရာတခုကိုတူးဦးတယောက်ယောက်ကပြောနေရင်တောင်မှဘုံမှာလူသားမျိုးနယ်ကိုဒုက္ခမရောက်စေရင်လူတွေကိုပြဿနာမဖြစ်စေရင်ဟဲ့လားခုနကပြောလို့အမုန်းစကားတွေမဖြစ်စေရင်လူအခွင့်အရေးချိုးဖောက်မှုတွေမပါရင်လွတ်လပ်စွာပြောလို့ရအမြင်မတူလို့ရကျွန်တော်တို့မြန်မာနိုင်ငံမှာကကျွန်တော်တို့အဲတဟဇာတာဖြစ်ရေးငញ្ញံရေးလို့ကျွန်တော်တို့ကပြောကြပြီဆိုရင် အများစုကဘာ ဘလို့စဉ်းစားကြတယ်လဲဆိုတော့အားလုံးဟာတညီတညွတ်တည်းဖြစ်ရမယ်အားလုံးဟာတပေါင်းတစည်းတည်းဖြစ်ရတကယ်တမ်းကျတော့တကယ်ငိမ့်ငယ်ရဲ့အနှစ်သာရကတော့ဘာလို့ဆိုတော့မတူညီတာတွေကိုလက်ခံရတာဥပမာခုနကပြောတဲ့ကျွန်တော်ဘာသာကမတူတာတွေအတွေးမတူတာတွေဘာသာမတူတာတွေနော်ရှုထောင့်လို့ဘာသာတွင်တော့မှခိုင်းကနမတူတာအဲ့တော့ဒီကိုကျွန်တော်တို့ကကြည်ကြည်နက်နက်ကြီးလက်ခံလိုက်ရတာမျိုးအဲ့တော့ငိုကိစ္စတွေကိုကိုယ်နဲ့မတူတဲ့သူတွေကို ျွန်တော်တို့ကကြည်ကြည်နဲ့နဲ့ကြည်ငါတို့နဲ့မင်းတို့နဲ့ကတော့မတူဘူးဒါပေမဲ့ငါတို့လူမင်းတို့လည်းကောင်းတာလိုချင်မှာပဲလွတ်လပ်ခွင့်လိုချင်မှာပဲလူအခွင့်အရေးလိုချင်မှာပဲငါတို့လူအသက်ရှင်ခွင့်နေလဲမင်းတို့လိုချင်မှာပဲဆိုတော့ကိုချင်းစာစိတ်နဲ့ကျွန်တော်တို့ကသူတို့ရဲ့မတူညီတဲ့နော်ရက်တည်မှုအသားအယောင်မဲ့ဖြစ်ဖြစ်အတွေ့အမြင်မဲ့ဖြစ်ဖြစ်ဘာသာတရားမဲ့ဖြစ်ဖြစ်ဒါတွေကိုကျွန်တော်တို့ကကြည်ကြည်ပြူပြူနဲ့နော်ကြည်ကြည်နဲ့နဲ့ကြည်လက်ခံပေးလိုက်တာဟာညီညာရဲ့အနှစ်သာရပဲကျွန်တော်တို့မြန်မာနိုင်ငံမှာကအဲ့ဒါလေး ကျွန်တော်စစ်အာဏာရှင်ကလည်းတို့ကအမြဲပြောတာစီကံပြေဝတဲ့ဒီမိုကရေစီထိုနည်းတူသွားပဲငင်းညာရေးဆိုတဲ့နေရာမှာလည်းတို့ကပါအောင်ဆိုတော့ငါတို့အမိတ်နာခံပြီးငါတို့နဲ့တူတဲ့သူတွေအကုန်လုံးဖြစ်လာအောင် လုပ်မယ်ဆိုတဲ့အတွေးနဲ့လုပ်ခဲ့တဲ့ငင်းညာရေးအတွေးအမြင်တွေကျွန်တော်တို့ခေါင်းတွေထဲမှာခုနနှစ်ပေါင်း60ကျော်90ဒီလူတွေရဲ့အောက်မှာနေလာတော့အ ਨੇ နဲ့အများရှိကြတယ်သို့တော့ဒီနေရာမှာကျွန်တော်တို့ငင်းညာမှုဆိုရင်ကျွန်တော်တို့တွေ့ရမှာကစစ်အာဏာရှင်ကိုကျွန်တော်တို့က ကြိုက်တာလားသူ့ရဲ့စနစ်ကိုကြိုက်ကျွန်တော်ကစစ်အာဏာရှင်ကိုဖြုတ်ချမယ်ဆိုတဲ့နေရာမှာမင်းအွန်လိုင်းတည်သွားရင်တော့စစ်တပ်ကြီးတရက်လုံးကုန်သွားရင်လို့ဆိုတာထက်ကျွန်တော်ရဲ့ရှင်လေးနှလုံးသားထဲမှာစစ်အာဏာရှင်စနစ်ကထည့်ထားတဲ့အမုန်းတွေအစွဲတွေပြီးတော့ဒီစစ်အာဏာရှင်ကထည့်ထားတဲ့ခွဲခြားဆက်ဆံမှုတွေကိုကျွန်တော်တို့ကအရင်တုတ်တုတ်တင်ရှင်းလင်းပြရမှာအဲ့ဒါတွေတုတ်တင်ရှင်းလင်းမှာကျွန်တော်တို့အထက်မှာကြိုက်တဲ့လူအုပ်ချုပ်နေမှုတွေကျွန်တော်တို့နှလုံးသားထဲမှာအမုန်းမရှိတော့ဘူးအစွဲမရှိတော့ဘူး ခွဲခြားမှုတွေမရှိတော့ဘူးဆိုမှကျွန်တော်တို့တိုင်းပြည်ကအေးချမ်းသာယာဝါပြောတဲ့တိုင်းပြည်တပြည်ကျွန်တော်တို့တိဆောက်လို့ရမှာ။ဒါကြောင့်မို့ကျွန်တော်တို့ဒီငလျင်တန်လည်းခံနေရတယ်စစ်ပေးစစ်တန်လည်းခံနေရတယ်စစ်အာဏာရှင်ရဲ့အကြမ်းဖက်မှုကိုလည်းခံနေရတယ်ဒီကြားထဲမှာကျွန်တော်တို့အချင်းချင်းပြည်သူတွေအချင်းချင်းကျွန်တော်ကျွန်တော်တို့မုန်းနေဖို့အချိန်မရှိဘူးနော်မုန်းနေရင်ကျွန်တော်တို့ကျမ်းတော်မြတ်ကုရ်အာန်မှာကဏ္ဍ၈ပါရမ40နဲ့6မှာ ကျွန်တော်တို့ညင်းတာခုံတာတွေမလုပ်ကြနဲ့အဲ့ဒီကိုညင်းတာခုံတာတွေလုပ်ပြီဆိုရင်တဲ့ကျွန်တော်တို့စိတ်ဓာတ်တွေပြက်စီးကုန်ကြလိမ့်မယ်တဲ့ကျွန်တော်တို့အင်အားတွေစုပ်ယုပ်သွားလိမ့်မယ်တဲ့နော်ဟိုဝတ္တဇဟပါရီကိုကျွန်တော်တို့အင်အားစုပ်ယုပ်သွားမယ်စိတ်ဓာတ်တွေပြက်စီးသွားမယ်ဆိုတော့တော်လိုင်းကြီးကနောက်နေ့ကြန့်ကြာတော့ကျွန်တော်တို့လူချင်းနဲ့ပန်းတိုင်ဟာနောက်နေ့ကြန့်ကြာသွားမယ်ဆိုတော့ဒီနေရာမှာအလေးအနက်ထားပြီးတော့ဘာသာပေါင်းစုံလူမျိုးပေါင်းစုံကညီကိုမောင်နှမတွေကိုမြေတားရက်ခံချင်တာကကျွန်တော်တို့ စစ်အာဏာရှင်ကိုမကြိုက်ဘူးဆိုစစ်အာဏာရှင်လုတ်ခဲ့တဲ့စနစ်တွေရောစစ်အာဏာရှင်တွေးတယ်လို့စစ်အာဏာရှင်ကျွန်တော်တို့ကိုမိုင်းတိုက်ထားတယ်လို့အဲ့ဒီမိုင်းနေအတွေးတွေခံယူချက်တွေအားလုံးကိုကျွန်တော်တို့နှလုံးသားထဲကနေအပြီးအပြတ်ကျွန်တော်တို့စွန့်လွတ်လိုက်ဖို့လိုပါတယ်အဲ့ဒါတွေစွန့်လွတ်လိုက်မှသာလျင်ကျွန်တော်တို့နိုင်ငံမှာနော်ကျွန်တော်တို့လူမျိုးပေါင်းစုံဘာသာပေါင်းစုံနော်အတွေးအမြင်ပေါင်းစုံငြိမ်းချမ်းစွာအကူရှင်တွဲနေထိုင်နိုင်မှာပါနော်ဒီနေရာကနေမြေတားရက်ခံကျင်တာက ျွန်တော်တို့ဈားထဲမှာဝင်လာမဲ့ဘဲဘာသာဆိုရင်တော့ခွဲကြလိုက်ဘဲဘာသာဆိုရင်တော့လူခွင့်မပေးနဲ့ဘဲလူမျိုးဆိုရင်တော့ငါတို့တွေဖယ်ထားလိုက်မယ်ကျင်ထားလိုက်မယ်ဆိုတော့အတွေးတွေရှိနေကျွန်တော်တို့သတိချက်ပါငါတို့ရဲ့နှလုံးသားထဲမှာစစ်အာဏာရှင်ရဲ့ခွဲကြမှုတွေစစ်အာဏာရှင်ရဲ့အတွေးတွေစစ်အာဏာရှင်ထည့်ပေးထားတဲ့အစွဲတွေအမုန်းတွေကြံနေသေးတယ်ငါတို့တန့်ရှင်းပြဖို့လိုတယ်ဆိုတော့ကျွန်တော်ဆိုရင်အစ္စလာမ်ဘာသာဝင်ဖြစ်တယ်အစ္စလာမ်ဘာသာဝင်တို့ရဲ့အကျမ်းမှာဆိုရင်ဘယ်လိုပြောလဲဆိုရင်ဒီလိုအမုန်းစကားပြောလာတဲ့သူတွေဒီလိုအကျမ်းဖတ်လာတဲ့သူတွေ ဒီလိုမကောင်းတာလုပ်တဲ့သူတွေနဲ့ပတ်သက်ရင်ဘယ်လိုပြောလဲဆိုရင် idfa bil ladhi hiya ahsan အဲ့ဒီမကောင်းတာလာလုပ်တဲ့သူတွေကိုကိုကကောင်းမှုနဲ့တုံ့ပြန်လိုက်ပါငါတဲ့အဲ့ဒီလိုတုံ့ပြန်လိုက်ခြင်းအားဖြင့်ကိုကိုအယွန်းအလွန်မုန်းတီးယွန်ရှာနေတဲ့သူကနေပြီးတော့ကိုကိုအလွန်ချစ်မြတ်လို့တဲ့မိတ်ဆွေအပေါင်းအသင်းတကယ်ချင်းဖြစ်လာပါလိမ့်မယ်တဲ့နောက်ဆုံးအနေနဲ့တမန်တော်မုဟမ္မဒ်တခင်ဩဝါဒလေးတစ်ပိုက်ကိုတင်ပြပြီးနေကုန်းချုပ်ပါမယ်တမန်တော်မုဟမ္မဒ်တခင်ကမိတ်ပါတယ် ဆွေမန်ကတောအတင်းကိုအဆက်ဖြတ်တဲ့သူကိုအတင်းကပြန်ပြီးဆက်သွယ်ပါဝါအဖူအမန်ဒွာလမအတင်းကိုညှင်းပါနှိပ်ဆက်တဲ့သူကိုခွင့်လွှတ်လိုက်ပါဟောဒီနေရာမှာလဲချွေးချက်ပေါ့နော်ဒီဟဒီသ်မှာတမန်တော်မြတ်ရဲ့တာဝကာကြီးဘူဘကာရာဒီအလ္လာဟူတာလာအန်တခင်ကမိန်ကြားခဲ့တဲ့ဩဝါဒတော်တစ်ပါးရှိတယ်လို့မိန်လဲဆိုတော့ညင်မနှိမ့်ဆက်တဲ့သူကိုကျွန်တော်တို့ဖွင့်လွှတ်လိုက်ပါဆိုတာကကိုယ့်ကိုညင်မနှိမ့်ဆက်တဲ့အချင်းချင်းညင်မနှိမ့်ဆက်တာကိုဆိုလိုတာပါတဲ့ လူအခွဲစီတရက်လုံးကိုညှင်းမှနှိပ်စက်နေတဲ့သူကိုခွင်းလွှတ်လိုက်ပါလို့ပြောရင်ဥမာမင်းအောင်လိုင်းလိုပုံကူမျိုးကိုခွင်းလွှတ်လိုက်ပါလို့ပြောရင်တော့လက်ခံလို့မရဘူးတဲ့ဘာဖြစ်လို့လဲဆိုရင်အဲ့ဒါဆိုရင်ညှင်းမှနှိပ်စက်ခြင်းခံရတဲ့သူတွေကိုကျွန်တော်တို့ကသူတို့ရဲ့ရပိုင်ခွင့်ကိုချိုးဖောက်ရကြပါတယ်နော်အော်ဒါလည်းဟိုဇကညက်အနေနဲ့တင်ပြခြင်းဖြစ်တယ်ဆိုတော့ဝါဖူအမန်ဆိုလည်းမကူမတရားလုပ်တဲ့လူညှင်းမှနှိပ်စက်တဲ့သူကိုနားလေပေးလိုက်ပါခွင်းလွှတ်ပေးလိုက်ပါ ဝါအဟ်စင်အီလာမန်အစာအီလိုက်အသင်ကိုမကောင်းတာလာပြီးလုပ်တဲ့လူကိုအသင်ကကောင်းမှုနဲ့တုံ့ပြန်လိုက်ပါနော်အဲကြောင့်မို့ကျွန်တော်တို့လူအဖွဲ့အစည်းမှာရှိတဲ့အမုန်းတွေနော်အစွဲတွေနဲ့ကိုယ်တွေကိုလာပြီးတော့ဟိုတိုက်ခိုက်ကြပြီးကိုယ်လူအဖွဲ့အစည်းကိုမောအောင်လုပ်ပြီးဆိုပါလောက်အောင်လဲဒီလူတွေကိုကောင်းတာနဲ့ပြန်တုံ့ပြန်မှာပြီးပြီဆိုရင်ဒီမတရားမှုတွေကိုကျွန်တော်တို့မတရားကြောင်းကျွန်တော်တို့ထုတ်ပေါ်ကြပါနောက်ပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့လူမျိုးပေါင်းစုံဘာသာပေါင်းစုံ အတွေ့အမြင်ပေါင်းစုံကပုံပေါ်ဒီအားလုံးဒီကျွန်တော်တို့ရဲ့ပုံရံသူဟာဆရာနာရှင်ဖြစ်တယ်ဘယ်ဘာသာမှဘယ်လူမျိုးမှမဟုတ်ဘူးဆရာနာရှင်ဖြစ်တယ်ဘာသာတွေလူမျိုးတွေခွဲခြားခိုင်းပြီးကျွန်တော်တို့ကိုမုန်းခိုင်းတာဆရာနာရှင်ဖြစ်တယ်ဒါကြောင့်မို့ဆရာနာရှင်စနစ်ကိုအမြင့်ပြတ်ချီးမွမ်းဖို့လိုအပ်တယ်လိုအပ်နေပြီဖြစ်တယ်အရေးတကြီးလိုအပ်နေတာပါလိုရိုးရိုးလိုအပ်နေတာတော့မဟုတ်ပါဘူးအရေးတကြီးလိုအပ်နေပါတယ်အဲ့ဒီအရေးကြီးဆုံးသောလိုအပ်ချက်ဖြစ်တဲ့ဆရာနာရှင်အမြင့်ပြတ်ခြုံငင်းရေးဒီ ျွန်တော်တို့ကြားထဲမှာညင်ညွတ်နေဖို့ကျွန်တော်တို့ကြားထဲမှာနားလည်မှုရှိနေဖို့ကျွန်တော်တို့အချင်းချင်းလက်တွဲထားဖို့ကျွန်တော်တို့အချင်းချင်းเนาะရှင်းပတ်ချင်းနှီးဖို့လိုအပ်ပါတယ်ဒါကြောင့်မို့လူမျိုးပေါင်းစုံဘာသာပေါင်းစုံတွေ့မြင်ပေါင်းစုံမှာညင်ဖို့မောင်းတော့ပါအချင်းချင်းအပြန်အလှန်ချစ်ခင်မြတ်လို့ပြီးတော့နားလည်မှုတွေတိဆောက်ပြီးတော့ငင်းညံသာယာတဲ့အေးချမ်းသာယာဝါပြောတဲ့လူပေါင်းအဖွဲ့အစည်းတရက်ကိုအနာဂတ်မှာကျွန်တော်တို့ရဲ့သားသမီးမိမိတည်းရဲ့လက်ထက်မှာမြင်နိုင်အောင်လို့ကျွန်တော်အနေနဲ့မျှော်မှန်းပါတယ်အင်ရှာလာအဲ့လိုဖြစ်နေဖြစ်လာမယ်လို့လည်း အလထံမှာကျွန်တော်တို့အားလုံးစုတောင်းမြတ်တာပို့ရင်းနဲ့အခုကကျွန်တော်တို့ဆရာနာရှင်ကိုတော်လန်ကြအောင်ခင်ဗျာကျေးဇူးပါကျေးဇူးတင်ပါတယ်ဆရာကျွန်တော်တို့အနေနဲ့ဒီမြန်မာနိုင်ငံမှာဒီနေ့ဟာဆိုလို့ရှိရင်28ရက်မေဖြစ်တယ်ဘောနောငလျင်လောက်ခဲ့တာနှစ်လတိတိကျွန်တော်တို့ပြည်နဲ့အဲရက်လည်းဖြစ်ပါတယ်အဲငလျင်တန်ကတော်တော်ဆူရပါတယ်ဒီကျွန်တော်တို့ကပောက်ပံရဲ့ဒီအချက်လက်တွေအရဆိုလို့ရှိရင်နေပြီးတော့ဘန်ဒလီစကိုင်းဒီမြို့တွေကမြို့ပရဲ့ 50 60ခန်းလုံးထိပျက်စီးခဲ့ပြီးတော့နိုင်ငံစီးပွားရေးရဲ့400ခန်းလုံးတော့ကျွန်တော်တို့လုံးဝပျက်စီးသွားတယ်လို့ကျွန်တော်တို့တွက်ချက်လို့ရပါတယ်အဲဒီလိုမျိုးဆိုးရတဲ့ဆုံးရှုံးမှုတွေဖြစ်တယ်လူ9000ကျော်တိတ်ဆုံးနေဒါတွေဖြစ်ခဲ့ပေမဲ့လည်းအဲစစ်ကောင်စီကတော့ဒီငလျင်တန်းဘေးကိုခံနေရတဲ့လူတွေကို ကူညီမဲ့အစားကျွန်တော်တို့လေကြောင်းကနေပြီးတော့လူတွေကိုတိုက်ခိုက်တာစက်ကြွလှုပ်ရှားသူတွေကိုဖမ်းဆီးတာစစ်တီတိုက်တာတွေကို ပို့ပြီးတော့ ပြင်းပြင်းထန်ထန်လုပ်နေတာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ဒီနေ့စကားဝိုင်းမှာကျွန်တော်တို့ဆရာဆရာမတွေဖုံဖုံနေဆွေးနွေးခဲ့တယ်လို့ပဲဒီလိုမျိုးအခက်အခဲတွေကြားထဲမှာလည်းကျွန်တော်တို့ပြည်သူတွေဟာတယောက်နဲ့တယောက်ကူညီနေတုန်းပဲအဲညီညီညွတ်ညွတ်နဲ့တယောက်နဲ့တယောက်အတတ်နိုင်ဆုံးဒီခံနိုင်စွာအားကောင်းကောင်းနဲ့ရင်ဆိုင်နေကြတုန်းပဲဖြစ်ပါတယ်။ဒီဟာကျွန်တော်တို့ဒီစကားဝိုင်းကနေပြီးတော့လေဒီလိုမျိုးခန္ဓာကြီးစွမ်းအားအပြည့်နဲ့အဲစစ်ရံကို ငလျင်တန်းကိုအခုဆိုရင်ဟိုတည်င်းနေမှာတက်လာသလိုပဲကိုဗစ်ကလည်းပြန်ဆလာပြီပေါ့နော်ဒီကျွန်တော်တို့နိုင်ငံမှာတော့ဒီပြဿနာတွေကတစ်ခုပြီးတစ်ခုကိုဟိုဖြစ်နေတာပဲပေါ့နော်အဲဒါတွေအားလုံးကိုခံနိုင်ရေးအကောင်းကောင်းနဲ့ကျွန်တော်တို့ဘာသာစုံလူမျိုးစုံကနေပြီးတော့မှရှေ့ဆက်ပြီးတော့ရင်ဆိုင်သွားကြနိုင်ပါပဲလို့ကျွန်တော်ပြောရင်းနဲ့ကျွန်တော်တို့ရဲ့ဒီစကားဝိုင်းကိုကျွန်တော်ရုပ်သိမ်းပါတယ်။နောက်နောက်ပတ်မှာနောက်ရှေ့တစ်ပတ်မှာလည်းကျွန်တော်တို့နောက်ထပ်ခေါင်းစဉ်နေတဲ့အတူတူ ကျွန်တော်ဒီတော်လန်ကြီးကိုဓမ္မအနေပြီးတော့ဘယ်လိုမျိုးကျွန်တော်ဟိုဝန်ရံကြမလဲဆိုတာကိုကျွန်တော်ဘာသာရေးခေါင်းဆောင်နေ guest speaker တွေနဲ့အတူတူကျွန်တော်ဆက်ပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်